မြန်မာနိုင်ငံမှာမိပြားများတဲ့ဘရင်လို့ဆွဲတန်တဲ့မင်းတို့မင်းတရားကြီးကိုအီးမိကြပါတယ်တကယ်ရောမင်းတို့မင်းတရားကြီးကမိပြားများပါသလားဒါမှမဟုတ်တမိုင်းမှာသူ့ထက်မိပြားများတဲ့ဘရင်ကြီးရှိပါလျက်နဲ့သူကဂျားရဲရအချောင်းနမည်ပြည့်နေရပါသလားဒီเจ้าကိုသိကြရင်ကတော့ကြော်ညာလေးပြီးရင်စက်ကြည့်လိုက်ပါခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ ။နောက်ပိုင်းမှာမိဖုရားများတယ်လို့ကြော်ကြားတဲ့မင်းတို့မင်းကြီးရဲ့မိဖုရားဘယ်နှပါးရှိတယ်လဲ။တားတော်သမီးတို့တွေရရောဘယ်နှပါးရှိလဲဆိုတဲ့အကြောင်းကျွန်တော်ကပြောပြပေးတော့မှာပါ။မင်းတို့မင်းကြီးမှာရတနာဒေဝီခေါ်အရှင်မိဖုရားခေါင်းကြီးတပါးရှိပါတယ်။သူ့မှာတော့တပ်သမီးမရှိပါဘူး။အဲ့ဒါအပြင်ညောင်နှမ်းမိဖုရားကြီးတပါးလည်းရှိသေးပါတယ်။သူ့မှာလည်းတပ်သမီးမရှိပါဘူး။အဲ့ဒီနောက်မှာတော့အလယ်နှမ်းမိဖုရားရှိပါတယ်။ သူ့မှာတသမီ6ဦးရှိပါတယ်။နိုင်တော်မျိုးသားတမီတော်တပါးငငယ်ပဲလွန်သွားတဲ့တမီတော်တပါးရောင်မြင်မျိုးသားမင်းသားတပါးညတော်မျိုးသားမင်းသမီးတပါးဒါတော့စုဖျားလက်ပဲဖြစ်ပါတယ်။ပန်းကြီးတိုက်စားမင်းသားတပါးရမဲလင်းမျိုးသားမင်းသမီးတပါးပါဆိုပြီးတသမီ6ပါးရှိပါတယ်။အဲ့တော့မှာတော့ပထမအနောက်နန်းတော်မိပြားဖြစ်ပြီးသူ့မှာငငယ်ပဲလွန်သွားတဲ့တတော်တမား တပီတော်တပါပေါင်းနှစ်ပါထုံးအားခဲ့ပါတယ်။နောက်ထပ်မိဖုရားတပါကတော့ဒုတိယအနောင်နှမ်းမိဖုရားဖြစ်ပြီးတော့သူ့မှာတော့တာသမီထုံးအားခြင်းမရှိပါဘူး။အဲ့နောက်မှာတော့ညကွေးမြူစာမိဖုရားဖြစ်ပါလေ။သူ့မှာတာသမီ၃ပါးထုံးအားပြီးလက်ကိုင်းမြူစာမင်သားတပါ၊မင်းခင်းမြူစာမင်းသမီးတပါ၊ပြည်စီမြူစာမင်းသမီးတပါ၊မင်းသမီးတပါတို့ဖြစ်ပါလေ။နောက်ထပ်မိဖုရားတပါဖြစ်တဲ့လောင်းရှိမြူစာမိဖုရားမှာတော့တာသမီ၄ပါးထုံးအားပါလေ။ ကျွန်းတောင်းမြူသားသမီးတော်တပါးမိုင်းကိုင်းမြူသားသမီးတော်တပါးတီဘောမြူသားတားတော်တပါးဒါတော့တီဘောမင်းသားပဲဖြစ်ပါတယ်။နောက်များမြူသားသမီးတော်တပါးဆိုပြီးသာသမီ၄ဦးရှိပါတယ်။နောက်ထပ်မင်းလုံးမင်းကြီးရဲ့မိဖုရားတပါးကတော့စိန်တုံးမိဖုရားလို့ခေါ်ပြီးသာသမီထွန်းလာခြင်းမရှိပါဘူး။နောက်ထပ်တောင်းတောင်းတော်မိဖုရားမှာတော့သာသမီ၆ပါးထွန်းလာပါတယ်။အဲ့ဒီသာသမီ၆ပါးထဲမှာသမီးတော်၂ပါးတားတော်တပါးကတော့ငယ်ရလွန်သွားပြီးစကုမြူသားမင်းသားတပါးမိုးကြီးမြူသား ်မင်းသားတပါပထမတောက်ဆောင်မျိုးကိုစားပြီးတော့ဒုတိယငူးညင်းမျိုးကိုစားရတယ်တမီးတော်တပါပေါင်းစုစုပေါင်း6ပါထွန်းလာခဲ့ပါတယ်ထို့နောက်နောက်ဆောင်တော်မိဖုရားမှာတော့အတသမီ4ပါထွန်းလာပါတယ်ဘလွန်မျိုးစားမင်းသားတပါငရာပဲလွန်သွားတဲ့မင်းသမီးတပါပြင်စီမျိုးစားမင်းသားတပါဝင်းတူမျိုးသားမင်းသားတပါးဆိုပြီးတာသမီ၄ပါးထွန်းလာပါတယ်။အဲ့နောက်ဒုတိယမြောက်ဆောင်တော်မိဖုရားမှာတာသမီ၆ပါးထွန်းလာပါတယ်။ကယ်နီမျိုးသားမင်းသမီးတပါး မဘဲမျိုးစားမင်းကြီးတပါမခရမျိုးစားမင်းသားတပါကြက်ညက်မျိုးစားမင်းသမီးတပါဆင်းရှင်မျိုးစားမင်းသမီးတပါမင်းများပဲလွန်သွားတဲ့မင်းသားတပါဆိုပြီးသာသမီ6ပါထွန်ကားခဲ့ပါတယ်ပထမတောင်ရွှေရီးမိဖုရားမှာတော့သာသမီ4ပါထွန်ကားပါတယ်ညီငုံမျိုးစားမင်းသားတပါငငယ်ပဲလွန်သွားတဲ့မင်းသမီး2ပါမြင်းခုန်တိုင်မျိုးစားမင်းသားဆိုပြီးသာသမီ4ဦးထွန်ကားပါတယ်ဒုတိယတောင်ရွှေရီးမိဖုရားမှာလည်းသာသမီ4ပါထွန်ကားပါတယ် ငငယ်ပဲလွန်သွားတဲ့မင်းသားတစ်ပါးမင်းသမီးတစ်ပါးပြီးတော့တကောင်းမျိုးသားမင်းသမီးတစ်ပါးချွန်းတောင်းမျိုးသားမင်းသမီးတစ်ပါးဆိုပြီးသာသမီလေးကိုထွန်းကားပါတယ်ဒုတိယမြောက်ရွှေမိဖုရားမှာသာသမီလေးပါထွန်းကားပါတယ်ငငယ်လွန်သွားတဲ့မင်းသမီးတစ်ပါးညောင်ရမ်းမျိုးသားမင်းသားတစ်ပါးညောင်အုပ်မျိုးသားမင်းသားတစ်ပါးကြောက်ဆောက်မျိုးသားမင်းသမီးတစ်ပါးဆိုပြီးသာသမီလေးကိုထွန်းကားခဲ့ပါတယ်ဇပွဲတော်တိုက်စားမိဖုရားမှာသာသမီလေးပါထွန်းကားပါတယ်ငငယ်ပဲလွန်သွားတဲ့မင်းသမီးတစ်ပါး တင်းမြူစာမင်းသမီးတပါးနေရာပဲလွန်သွားတဲ့တားတော်တပါးမိုးမိတ်မြူစာသမီးတော်တပါးဆိုပြီးတာသမီးလေးကိုထွန်းကားပါတယ်မင်းတို့မင်းကြီးရဲ့နောက်ထပ်မိဖုရားတပါးဖြစ်တဲ့ခလျာတိုက်စားမိဖုရားမှာတော့တာသမီး73ပါးထွန်းကားခဲ့ပါတယ်30မြူစာမင်းသားတပါးမိနေရာပဲလွန်သွားတဲ့မင်းသမီးတပါးနဲ့မင်းသားက2ပါးမြင်ကုန်းမြူစာမင်းသမီးတပါးငြိမ်းရလွန်သွားတဲ့နောက်ထပ်မင်းသမီးတပါးပင်လယ်မြူစာမင်းသားတပါး တောင်သာမျိုးသားမင်းသမီးတစ်ပါးပတိမျိုးသားမင်းသမီးတစ်ပါးခေါတ္တိမျိုးသားမင်းသားတစ်ပါးမြို့ကြီးမျိုးသားမင်းသမီးတစ်ပါးပြည်ရမျိုးသားမင်းသားတစ်ပါးမြင့်တက်မျိုးသားမင်းသမီးတစ်ပါးဆိုပြီးသာသမီစတုံးပါထွန်ခါရပါလေထို့ပြင်လင်မန်းတိုက်စာမိဖုရားမှာသာသမီ၅ပါးထွန်ခါပါလေစလင်းမျိုးသားမင်းသမီးတစ်ပါးငငယ်ရပဲလွန်သွားတဲ့မင်းသားတစ်ပါးနဲ့မင်းသမီးတစ်ပါးကျပင်းမျိုးသားမင်းသားတစ်ပါး ရနောင်မျိုးသားမင်းသားတစ်ပါးဆိုပြီးတာသမီကပါထွန်ကားပါတယ်။ရေပွဲတိုက်စားမီဒီယာမှာတော့တာသမီတစ်ပါးထွန်ကားပြီးမိုင်းတုံမျိုးသားမင်းသားဖြစ်ပါတယ်။တိုက်ပန်းတိုက်စားမီဒီယာမှာတာသမီသုံးပါးထွန်ကားပါတယ်။ရွှေဘူးမျိုးသားမင်းသားတစ်ပါးမိုးလိုင်းမျိုးသားမင်းသားတစ်ပါးနဲ့တောင်ညိုမျိုးသားမင်းသားတစ်ပါးဆိုပြီးတာသမီသုံးပါးထွန်ကားပါတယ်။စင်ရွာတိုက်စားမီဒီယာမှာတော့ကြောက်ရင်မျိုးသားတမီတော်တစ်ပါးထွန်ကားပါတယ်။ ထမလက်ပတ်စဉ်တိုက်စားနောက်တော့မြို့တိမြူစာမိဖုရားမှာတသမီ၃ပါးထွန်းကားပါတယ်ရင်းတော်မြူစာတမီတော်တစ်ပါးကတာမြူစာတမီတော်တစ်ပါးမြင်ဆိုင်မြူစာမြင်သားတစ်ပါးဆိုပြီးတသမီ၃ဦးထွန်းကားပါတယ်ကုကူလာတိုက်စားမိဖုရားမှာတော့ကတာမြူစာမြင်သားတစ်ပါးထွန်းကားပါတယ်ပြူကန်တိုက်စားမိဖုရားမှာတသမီ၃ပါးထွန်းကားပါတယ်စောလာမြူစာမင်းသမီးတစ်ပါးငငယ်လွန်သွားတဲ့မင်းသမီးတစ်ပါးရင်ခဲမြူစာမင်းသမီးတစ်ပါးဆိုပြီးတသမီ၃ဦးထွန်းကားပါတယ် တနေ့စည်းတိုက်စားမိပြားမှာတော့တသမီ၃ပါးထွန်းကားပါလေငငယ်ရလွန်သွားတဲ့မင်းသား၂ပါးကောလင်းမျိုးသားမင်းသား၃ပါးဆိုပြီးတသမီ၃ကိုထွန်းကားပါလေတမာပင်တိုက်စားမိပြားမှာကွက်ရွာမျိုးသားမင်းသမီ၃ပါးထွန်းကားပါလေလှိုင်ကျွန်းတိုက်စားမိပြားမှာတသမီ၃ပါးရှိပြီးငငယ်ပဲလွန်သွားတဲ့တားတော်၃ပါးတောင်နှင်းကြောင်မျိုးသားမင်းသမီ၃ပါးဟင်းကမော်မျိုးသားမင်းသမီ၃ပါးဆိုပြီးတသမီ၃ရှိပါလေမြစ်စင်တိုက်စားမိပြားမှာတော့တသမီထွန်းကားခြင်းမရှိပါဘူး ဝန်းနေစော်ဘာသမီးမှာငယ်ရပဲလွန်သွားတဲ့သမီးတော်တပါထုံလာခဲ့ပါတယ်။ငစုံတိုက်စားမိပြားမှာတသမီးသုံးဦးရှိပြီးတော့လက်မိုင်းမျိုးစားသမီးတော်တပါညူလာမျိုးစားသမီးတော်တပါထင်းကားမျိုးစားသမီးတော်တပါဆိုပြီးတသမီးသုံးဦးရှိပါတယ်။လက်ချားစော်ဘာသမီးမှာတသမီးသုံးဦးထုံလာပြီးမင်းသားတဦးနဲ့မင်းသမီးတဦးကငယ်ငယ်ပဲဆုံးမသွားပြီးတော့နောက်ထပ်သမီးတော်တဦးကိုတော့ဘယ်တော်နဲ့အတူတူရှမ်းပြည်ကိုပြန်ပို့လိုက်တယ်လို့ဆိုပါတယ်။တီဝော့စော်ဘာသမီးမှာတသမီးထုံလာခြင်းမရှိပါဘူး။ နောက်ထပ်တီယစိန်တိုက်စာမိဖုရားမှာတော့သာသမီလေးဦးထွန်းကပြီးနောင်မွန်မျိုးစားသမီးတော်နေရင်မျိုးစားသားတော်နဲ့တိုင်နာမျိုးစားသမီးတော်မိုင်းလုံးမျိုးစားသမီးတော်ဆိုပြီးသာသမီလေးဦးထွန်းကပါတယ်။ခြေလုံးနိုင်တိုက်စာမိဖုရားမှာတော့သာသမီတပါးထွန်းကပြီးမရေယာမျိုးကိုစားရတဲ့သမီးတော်ဖြစ်ပါတယ်။နေဦးတိုက်စာမိဖုရားမှာတော့သာသမီထွန်းကခြင်းမရှိပါဘူး။ရွာတိတိုက်စာသမီဖုရားမှာနေနေရလွန်သွားတဲ့တတော်တပါးထွန်းကပါတယ်။တိုင်နောင်းစောဝါသမီးမှာလည်း တပီးထွန်းခြင်းမရှိပါဘူး။ငပင်းစင်တိုက်စားမိပြားမှာနေရာပဲလွန်သွားတဲ့တပီးတော်တပါထွန်းကားပါတယ်။မိချောင်းတဲ့တိုက်စားမိပြားမှာလည်းငငရာပဲလွန်သွားတဲ့တားတော်တပါထွန်းကားပါတယ်။ကြောက်သလုံးတိုက်စားမိပြားမှာမြောင်လားမြူစာမင်းမီတပါထွန်းကားပါတယ်။ရွာပလဲတိုက်စားမိပြားမှာထီလေးမြူစာမင်းသားတပါထွန်းကားပါတယ်။မကြီးပင်ဆောင်တိုက်စားမိပြားမှာမိုင်းချောင်းမြူစာတပီးတော်တပါထွန်းကားပါတယ်။ကောင်ပြုံးတိုက်စားမိပြားမှာ နေနေရာပဲလွန်သွားတဲ့တားတော်တပါထုံးရပါတယ်တိင်းဤဇောဘသမီးမှာမိုင်းအင်းမျိုးစားမင်းသားတပါထုံးရပါတယ်ကျင်းမြင့်တိုက်စားမိဖုရားမှာပြမနာမျိုးစားတားတော်တပါထုံးရပါတယ်ကြောက်ရဲမျိုးစားမိဖုရားမှာသာသမီထုံးရခြင်းမရှိပါဘူးထီးလိုက်တိုက်စားမိဖုရားမှာတာကရမျိုးစားမင်းသားတပါထုံးရပါတယ်ကိုလုတ်တော်မေထားအိုမှာနေရာပဲလွန်သွားတဲ့မင်းကြီးတပါထုံးရပါတယ်စင်ကဲတိုက်စားမိဖုရားမှာနေရာပဲလွန်သွားတဲ့မင်းသားတပါထုံးရပါတယ် ယတိတိုက်စားမိပြမှာတော့တာသီထွန်ကားခြင်းမရှိပါဘူးအခုပြပြသွားတဲ့အရာတွေကိုအားလုံးကိုခြုံပြီးမှပြောရရင်မင်းတို့မိကြီးမှာမိဖုရား49ပါရှိပါတယ်ပါတော့တပီတော်ပေါင်းက109ပါရှိပြီးကား49ပါနဲ့တပီတော်58ပါဖြစ်ပါတယ်အဲ့ဒီထဲမှာမှတာသီထွန်ကားခြင်းမရှိတဲ့မိဖုရား9ပါရှိပြီးတော့ငငယ်ပဲလွန်သွားတဲ့မင်းသား16ပါနဲ့ငငယ်ပဲလွန်သွားတဲ့မင်းသမီး16ပါရှိပါတယ် နိုင်ငံလွန်သွားတဲ့တာသမီပေါင်းက32ပါဖြစ်ပြီးတော့မင်းတို့မင်းကြီးရဲ့တာတော်သမီတော်အသက်ရှင်ကြံ့ရိတ်ခဲ့တဲ့တာတော်သမီတော်ပေါင်းက85ပါဖြစ်ပါတယ်ဒီနေရာမှာမင်းမိဖုရားဒီရဲ့စီးနီကိုကြံ့ကြည့်မယ်ဆိုလို့ရှိရင်ဒုတိယမြောက်ရွှေရီမိဖုရားဆိုတာပါပါပြီးပထမမြောက်ရွှေရီမိဖုရားဆိုတာမပါပါဘူးအဲ့ဒါကြောင့်မလို့မင်းတို့မင်းကြီးဟာမိဖုရားအပါ90လောက်ရှိနိုင်တယ်လို့တွက်ဆပါတယ် ဒါတော့ကျွန်တော်တို့ကုန်းမောင်ခင်မှာမိပြားနဲ့တားတော်သမီးတော်တွေများတယ်လို့နာမည်ကြီးတဲ့မင်းတို့မင်းတရားကြီးရဲ့မိပြားတွေနဲ့တားတော်သမီးတော်ရဲ့စီးရင်ကိုကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။တကယ်ရောမင်းတို့မင်းတရားကြီးကကုန်းမောင်ဘီနေထဲမှာမိပြားနဲ့တားတော်သမီးတော်တွေအများဆုံးဆိုတာဟုတ်ပါလား။ဒါမှမဟုတ်ဘသူတွေကမိပြားတွေတားသမီးတွေများလာရှိအောင်ပါမလဲ။ ုံမောင်မင်းဆက်ပြင်နေတာဆိုရင်ဖောက်ကားစားမောင်မောင်ဘာမှစတပါပဲရှိတာပါအဲ့ဒါလေးတွေကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေလုပ်ပြီးတော့ပြောပြပေးသွားပါဦးမယ်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာဒီနေ့ကတော့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်